ားလုံးပဲမင်္ဂလာပါ IVM မြန်မာ Audio Channel မှာကြိုဆိုပါရစေကျွန်တော်ခုဖတ်ပြပေးမှာကတော့ Ilya Aryan Bet ရဲ့ Man's Year's Life ကိုဆရာမြတ်သားနဲ့မြန်မာပြန်ထားတဲ့လူများတက်ကြရများဘဝဆိုတဲ့စာအုပ်ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်အတွက်တအခန်း23ကျူဗစ်မန်ကူကွက်ဝါတာနဲ့လေးတောက်မြန်နာများပကြီးဆရာဖာနယ်လေးကသည် ရာယိုရာစဉ်ဖြစ်သည့်ခွင့်ရ6ရရသည်ဖြင့်ရှင်နှင်းစစ်မျက်နှာမှာပြန်ရောက်လာသည်သူကကရုတ်ချင်းနှင့်သူဆွဲလာသည့်ပကြီကားများကိုပြသည်ကျွန်တော်ဒီပကြီဝေပန်ရေးသမားတယောက်မဟုတ်ပါပကြီကျောင်းကိုလည်းစာအုပ်တော့ရေးနေခြင်းမဟုတ်ပါတို့ရရင်အတိတ်ကိုကြည့်ပြီးအနာဂတ်ကိုတော့ကျွန်တော်မျှော်ကြည့်ခြင်းပါသည်1936ခုနှစ်တုန်းကလေကားကြီးစစ်ပကြီကားများနှင့်ပတ်သက်၍ကျွန်တော်မှတ်ချက်ရေးခဲ့သည်ကိုပြန်၍ကိုးကားပြခြင်းပါသည်ကျွန်တော်ထင်မြင်ချက်သည်အနုပညာသမိုင်းဆရာတို့၏အကဲဖြတ်ချက်မဟုတ်ပါခက်ပြိုင်တို့၏ မျက်မြင်မှတ်တမ်းတစ်ခုများသာဖြစ်ပါလိမ့်မည်။ထိုစဉ်ကကျွန်တော်ဒီလေးကားဤပကြီးကားများနဲ့ပတ်သက်၍အောက်ပါအတိုင်းရေးခဲ့ပါသည်။လေးကားဒီပကြီးကားတွေအများကြီးဆွဲပြီးရှေ့တန်းမှပြန်ရောက်ခဲ့သည်။သူဒီမြေကြီးများတဲ့တွင်နိုင်ရင်တခါတည်းရင်တွင်ကရုတ်ကြီးများတဲ့တွင်နိုင်ရင်ထိုပကြီးကားများကိုရေးလာခဲ့ခြင်းဖြစ်သည်။အကျုပ်ပကြီးကားများတွင်မိုးရေတွေစွန့်ပယ်နေပြီးတချို့ပကြီးကားများမှာဆုတ်ပြဲနေကြသည်။ပကြီးကားအားလုံးသည်ကုံထုပ်စက်ကူကြမ်းကြီးများပေါ်တွင်ရေးထားခြင်းဖြစ်သည်။ထူးဆန်းလျှို့ဝှက်အတိအခတ်သောပကြီးကားများဖြစ်ပါသည်။ ်ထိုသူသောပကြီကားများကိုကျွန်တော်အရင်ကတကားမှမမြင်ဘူးပါတို့ရရင်စိတ်ထဲတွင်ထိုပကြီကားတွေကိုမြင်ဘူးသည်ဟုထင်နေပါသည်လေကားသည်ကျွဗစ်မန်ကူကွက်ပကြီစရာတယောက်ဖြစ်ပါသည်တခါတည်းရန်တွင်သူ့ပကြီကားများသည်စိတ်စနဲ့ကြီးလွန်ပြီးတခါတည်းရန်တွင်လည်းသူသည်ကျွန်တော်တို့မြင်ခဲ့ဘူးသောအရာဝတ္ထုများအားလုံးကိုတစစီတပိုင်းစီခွဲထုတ်ပြလိုက်ခြင်းဖြင့်ကျွန်တော်တို့ကို၆လံတက်ပါသည်တို့ရရင်ကျွန်တော်ရှေ့တွင်မြင်နေရသောအရာမှာစိတ်မျက်နှာဖြစ်ပါသည် တူပကြီးကားတဲ့တွင်ပုဂ္ဂိုလ်ရေးဆန်သည့်အရာဆိုပြီးတခုမှမတွေ့ရပါတွေ့နေရသောစစ်သားများသည့်ပင်လင်ဂျာမန်လက်ပြင်တလားမခွဲခြားနိုင်ပါလူတွေကိုသာမြင်နေရပါသည်လူဟူ၍ပင်ပြောရရမည်မထင်ပါလူသားများသည့်ဆန်ရန်တရားကြီးလက်အောက်ခံဖြစ်နေကြပါသည်တန်ခမောက်ဆောင်းထားသည့်စစ်သားတွေမြင်းတင်မာတွေစစ်တပ်မိဖို့များမှမိခိုးခေါင်းတိုင်တွေအမြောက်ဘိန်းတက်ကြီးတွေတို့အရာများအားလုံးသည်ဆန်ရန်တရားဖွဲ့စည်းမှုတစ်ခု၏အစိပ်ပိုင်းများသာဖြစ်ပါသည်ပကြီးကားတဲ့တွင်အရာမပါပါ စစ်ပွဲတွေအမြောက်များနဲ့စစ်သားများ၏မျက်နှာများသည်အရောက်ပြုတ်ကုန်ကြပါသည်မြင်းဖြောင်များပြင်းကြီးများပုံချမ်းများသာဖြစ်ပါသည်စနစ်တကျရှိမှုချက်ဆရာဖယုတ်ဖျက်ဖြစ်မှုတို့ကင်းမဲ့နေသောပုံများသာဖြစ်ပါသည်စစ်ပွဲတွေအိမ်မက်များအတွက်နေရာမရှိပါစစ်သည်လူလောကကြီးကိုချေမုန်းတုတ်တင်ရန်အတွက်ပျက်စီးကိရိယာပြည့်တက်ဆင်ထားသောစိတ်ယုံကြည်ဖြစ်ပါသည်ယခုပကြီးကားများသည်ထိုစိတ်ယုံ၏ပုံစံအစိပ်ပိုင်းများသာဖြစ်ပါသည်ထိုပုံစံများကိုရေးသူသည်စိတ်ရင်းကောင်းသည့်ပြင့်တဲ့မျိုးသားတစ်ဦးဖြစ်သော ဖာနယ်လေးကဖြစ်ပါသည်ဟုကျွန်တော်ထိုစဉ်ကရေးခဲ့သည်တညာချင်းကိုကျွန်တော်တတိယနေသည်ကျွန်တော်ဒီ Rotun Cafe တဲ့တွင် ထိုင်နေကြပါသည် လေးကကစကားပြောချင်သေးသည်တို့ရရင်စစ်ကာလဖြစ်ကဖေးဆိုင်အောင်ဆယ်နေရင်ပြိတ်ပါသည်ကျွန်တော်ဒီ Wine Plain ထက်ဝယ်ကလေးကဤပကြီးစတူဒီယိုတို့လာခဲ့ကြသည်လှပ၍အမဲရည်နေတက်သည့်သူပထမဇနီးဂျင်းနေသည်အာရဝန်တာဖြင့်စကားတွေတွင်တွင်ပြောနေသည်ဂျင်းကဖန်ခွက်များနှင့်စားစရာဘူးများကိုလာချသည် လေကားတီချက်ချင်းမျက်နှာတီသွားပါသည်ရှည်ရဲနှုံးကသွေးရည်ပေနေသည့်လန်စွတ်ဖြင့်အသားဘူးဖောက်ခဲ့ရသည်ကိုသူသွား၍တတိရနေပါသည်ဝိုင်းရက်နီနည်းနည်းဝင်သွားသည့်အခါတွင်လေကားတီပြန်၍ရွှေလန်းကစကားတွေပြောနေပါသည်ရှည်ရဲရောက်တော့မှတကယ့်လူတွေကိုတွေ့ရတာဗျဒီမှာတော့ကျွန်တော်ဘု து ကိုများတီလို့လေအေဘိုလိုနီးယားရဲ့အာချီပင်ကိုရဲ့စင်ဒရာရဲ့ပီကာဆိုရဲ့မိုဒီလီယာနီရဲ့ခမားရဲ့ဒီလောက်ပဲတီတာပဲတိုင်းမဲ့ရှည်ရဲမှာတော့တကယ့်အညတရလူတွေကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျ သူတို့ပြောတဲ့စကားတွေကတော့ကျွန်တော်တို့နဲ့ကွဲပြားနေတယ်ကျွန်တော်ကသူတို့ကိုပကြီးရေးတူးလို့ပြောတော့သူတို့ကဘာအောင်မေ့တယ်မှတ်တယ်လေအိမ်ဆေးတုတ်တဲ့လူလိုထင်နေတယ်ဗျာခုံယူစရာပေါ့ဗျာအဲ့ဒီမှာခမရတို့အတွက်ရိုတွန်းကဖေးတို့ဘာလို့မရှိဘူးလေနောက်နေမှုစစ်ပွဲတီသူ့ဘဝကိုအဆုံးဖြတ်ပေးကြည့်ရာဖြစ်သေးဟုလေကမကြခဏပြောလေရှိပါသည်စစ်တီသူ့ကိုယ်သူရှာတွေ့သွားစေရန်လေကကိုအများကြီးအထောက်အကူပေးခဲ့ပါသည်စစ်ကြီးပြည်တီနောက်တွင်သူတီလွတ်လပ်စွာပကြီကဆွဲတက်လာသည်ဟုပဲပြောမှုပါသည် ျွန်တော်ဒီစစ်ကြီးမဖြစ်မီရှေးဘဝေတနီကတည်းကသူ့ကိုတိခဲ့ခြင်းဖြစ်ပါသည်ထိုစဉ်ကသူသည်ရှာခဲ့အာချီပင်ကိုတို့နှင့်ကက်လျက်အခန်းကလေးတစ်ခန်းတွင်နေပါသည်ထိုချိန်သည်ပကြီရင်ကျုဗစ်မန်ကူကွက်ဝါဒစမ်းပွင့်ခြင်းဖြစ်ပါသည်ဩဇာကလည်းအလွန်ကြီးနေစေဖြစ်ပါသည်ကျုဗစ်မန်ကူကွက်ဝါဒ၏ဩဇာသည်စပင်းညက်ဆိုင်ကုံဆုံဆိုင်စိုင်းဘုတ်ရေးသမားများထိဩဇာညောင်းခဲ့သောပီလိုရရှားကြီးရများ၏ကပြားဆရာပီလိုရရှားရှုခင်းများကိုရေးခဲ့သူပကြီဆရာ မတ်ရှာခဲကိုပင်ခဏမျှရင်းရံ၍ကျုပ်ပင်မန်ကူကွက်ဝါဒနော်ကိုလိုက်လာစေသည့်အထိဩဇာကြီးခဲ့ပါသည်ဒိုချင်းကလေကသည်မန်ကူကွက်ပပုဆရာအချီပင်ကိုနှင့်တွဲနေသည့်အချိန်ဖြစ်ပါသည်ကလေးစီနှင့်မစင်ဃာတို့ကကျုပ်ဖြစ်မန်ကူကွက်ဝါဒ၏တတနာနှင့်ယတ္တဗေဒတို့ကိုအနက်ဖွင့်ဆိုလျက်ရှိကာပုံတရံများကိုချိုးဖြက်ပြစ်ရမည်ဟုသောစိတ်ဆိုင်သဘောတရားကိုအလေးအနက်ပြောဆိုနေခြင်းဖြစ်ပါသည်သူထုသည့်အမျိုးသမီးပပုယုံများတွင်ဘာချောက်မျက်နှာလေးတောင်ဖြစ်နေသည်ကိုမေးကြည့်သည့်အခါတွင် ဘဘူးစရာအချီပင်ကတစ်ချက်ရည်လိုက်ရင်ဒီအတိုင်းရှိနေလို့ပေါ့ဟုဖြေပါသည်တခါတွင်အာချီပင်ကိုဘဘူးစတူဒီယိုတွင်ကျွန်တော်သွားဤပါသည်ကျွန်တော်တို့ဒီကာဗီရိုရဲ့တော်တော်များများတောက်ထားကြပါသည် နေအောင်ကြီးကြောင့်ကျွန်တော်နိုးလာပါသည်အာချီပင်ကမှအိပ်ပျော်နေတုန်းပင်ဖြစ်ပါသည်ကျွန်တော်သူ့ကိုမနှိုးချင်ပါကျွန်တော်ဒီကျန်းပြင်ပေါ်လဲနေရင်ဘဘူးယုံများကိုငေးကြည့်နေမိပါသည်သူ့ဘဘူးယုံများဒီကျွန်တော်ဖို့မျိုးဆက်ထားသည့်ကာပြားများနဲ့တူနေပါသည် နတ်ဆိုးသည်အချုပ်ဆန်းနဲ့လက်ထပ်ထားပါသည်ကျွန်တော်သည်သူ့စတူဒီယိုထဲမှလမ်းပေါ်သို့တိတိကျကျထွက်လာခဲ့ပါသည်အမိုက်ဘုံတစ်ခုကိုမှွေနှောက်နေသောအဝိစုတ်ကောက်သမားကိုမြင်လိုက်ရသည့်အခါတွင်ကျွန်တော်အများကြီးစိတ်ချမ်းသာသွားသည်ကျူဗစ်မန်ကူကွက်ဝါဒသည်တပြိုင်နက်တည်းတွင်ကျွန်တော်ကိုဆွဲဆောင်ခြင်းလည်းပြု၍ချုပ်လှန်ခြင်းလည်းပြုပါသည်ထိုချိန်တွင်လေးကားသည်တကယ့်တောင်တောင်မီမန်ကူကွက်ပကြီးစရာကြီးတယောက်ဖြစ်နေပါပြီ1933ခုနှစ်ကသူ့လက်ရံများနဲ့1938ခုနှစ်ကသူ့လက်ရံများကိုကျွန်တော်နှိုင်းရှင်ကြည့်မိပါသည် ကျွန်တော်အမြင်တွင်မူဘာမှကွဲလဲချက်မရှိလာပါလေကားကြီးလက်အများတွင်ချက်ချင်းပြောင်းလဲသွားသည့်မျိုးကိုမတွေ့ရပါသူသည်အလွန်တစ္ဆာရှိသည်ဖြစ်ပါသည်သူ့တိတ်ကိုသူဘယ်တော့မှငင်းကွယ်လိမ့်မရှိပါမိတ်ဆွေဟောင်းများကိုတံပိုးထားတတ်ပါသည်1933ခုနှစ်တုန်းကသူသည်နော်ဒာဒိတ်လမ်းမှနေတွင်ပကြီးစတူဒီယိုတစ်ခုငှားခဲ့ရာနှစ်ပေါင်း40လုံးလုံးထိုစတူဒီယိုထဲနေမှာပင်ဆွဲမြဲစွာလုပ်လုပ်ခဲ့ပါသည် ရှေ့တန်းစစ်မင်နာတွင်သူတည်တကယ်လူများနှင့်မိတ်ဆွေဖြစ်ခဲ့ရာကြောင်းပြောပါသည်။ဒို့ရရင်သူပကြီကားတဲ့တွင်မူထိုလူများသည်ကြောက်မက်ဖွယ်ဆယံတရားကြီးတစ်ခု၏အစိပ်ပိုင်းများနှင့်တူနေပါသည်။လေကာဒီသူပကြီကားများနှင့်နည်းနည်းမျှမတူပါ။အခြားသောရိုတွန်းပေါ်ရာများနှင့်လည်းမတူပါ။သူပုံတရံထဲတွင်တဘာဝလောကကြီးနှင့်နှီးစပ်သည့်အရာတစ်ခုတော့ရှိနေပါသည်။သူဇာတိနှင့်သူဘဝကလေးကိုရောင်ပြန်ဟန့်နေသည်ဟုထင်ရပါသည်။စိန်လန်သောနော်မန်ဒီကျေးလက်ပန်းတိပင်များနိုဇာနမများနှင့် လက်သမားမိသားစု၏အရေးတည်ထင်ဟပ်နေပါသည်သူ့လက်ကြီးများမှာအကြီးကြီးတွေဖြစ်ပါသည်အရက်မြင့်၍ရိုးကြီးကောင်းကင်နှင့်ဖြစ်ပြီးလေးကပ်နေပါသည်သူသည်ကြောက်ထုံးမြင့်ထူသည့်ဗပုယုတ်တစ်ခုမဟုတ်ပဲပူနွေး၏ရှင်သန်နေသည့်တစ်သားဖြစ်ထူထားသောဗပုယုတ်တစ်ခုနှင့်တူသည်ဟုကျွန်တော်ထင်ပါသည်ရိုဒွန်ကဖေးသို့လာသည့်အခြားသောအနုပညာသင်များနှင့်ခင်မင်ရင်းနှီးသွားခြင်းမှာဟန်ဆောင်မှုနှင့်ပြင်ဆင်မွမ်းမံမှုတို့ကိုမုံသည့်အမုံဟောင်းနှွမ်းမွန်းချက်သောအိတ်ခမ်းဟောင်းများကိုဖုံးကွယ်ထားသည့်ခန်းကြီးကလကများကိုမုံသည့် အမုံတို့ကြောင့်ဖြစ်ပါသည်။တို့ရရင်သူထံတွင်ပီကာဇိုငယ်ရွယ်စဉ်ကအကြည့်တဲတွင်တွေ့ရတဲ့သောရက်ဆက်ကြမ်းကြုတ်၏ဖြက်စီးတက်သောမိတော်ကိုတော့မတွေ့ရပါ။လေကာတီငယ်ငယ်တုန်းကတိဆောက်လိုသူဖြစ်ပါသည်။ဖြက်စီးလိုသူမဟုတ်ပါ။သူသည်အသက်85နှစ်အထိနေသွားခဲ့ပါသည်။သူ့ဘဝဇလန်းတွင်ကြီးမားသောတုန်ခါမူကြီးများမရှိခဲ့ပါ။ရာသီများပြောင်းသွားခြင်းနှင့်တီမြဲ၏ဆူးဆိုင်သောပကြီဆွဲခြင်းလှုပ်တို့သာလျှင်ရှိပါသည်။အချို့သောရိုတွန်းဖောက်တင်များသည်အော်တိုဘာတော်လန်ရေးကြီးကိုကြိုးစိုးခဲ့ကြပါသည်။ တို့ရရင်ရေစာကလေးငယ်များသည်ယခုတိုင်အပေါင်းအနှုတ်အမြောင်စားတို့ကိုတင်နေကြပြီးရှင်အောင်ပကြီးကိုင်းကိုအဆွေရကအားပေးနေသည်ဟုကြားရသည့်အခါတွင်မနေ့ကတောင်းတောင်းမီဘောရှိပကြီးဟုကြွေးကြော်သူတို့သည်ကွန်မန်နဲ့ဝါဒ၏ရန်သူများဖြစ်သူတောင်းတကြပါသည်လေကားမှသူတို့နဲ့မတူဌာနာတော်အမျိုးစားဌာနာတော်အလုံးရဲ့ရှေ့သူဖြစ်ပါသည်သူသည်အော်တိုဝါဒိုလန်ရေးကြီးကိုလူအဖွဲ့အစည်းတကြီးတိဆောက်မှု၏ပနာမအဖြစ်ဂုဏ်ပြုခဲ့ပါသည်သူသည်သူ့ဆုံးဖြတ်ချက်ကိုတခါမှမပြောင်းခဲ့ပါ သူဒီကွန်မြူနတီတယောက်ဖြစ်ဒေသွားခဲ့ပါသည်သူဒီပုံမှာရုပ်ချီးဖြစ်ပါသည်သူမကွယ်လွန်ပြီးတနေ့လောက်တုန်းကသူ့ပကြီးစတူဒီယိုကိုကျွန်တော်ရောက်သွားပါသည်သူကကျွန်တော်ကိုသူဆွဲထားသည့်ပကြီးကားအစ်မများကိုပြသည်သူကိုကြည့်ရသည်မှာလဲကျဲမှာပကတိရှိနေပါသည်သူဒီနောက်ဆုံးနေ့အထိပကြီးဆွဲနေပြီးအရွက်တွေစိတ်ဝင်နေသောတစ်ပင်မြင့်မြင့်ကြီးလိုလဲကျသွားပါသည်တောင်ကောက21ခုနှစ်တွင်သူ့ကိုတွားတွေ့ခဲ့သည့်ကဗျာဆရာမာယာကော့စကီကကျင်းသစ်အနုပညာလောကကြီးပန်ထိတ်များကနှိမ့်ချသည့်လေတံဖြင့်ပြောဆိုခဲ့ကြသည် ပကြီကျော်လေးကဒီကျွန်တော်ပေါ်ရင်အထင်ကြီးစရာအကောင်းဆုံးမိနိုင်ဖွယ်မရှိဆုံးသောတဲ့တံကိုထင်ခဲ့စေပါသည်တိုဒီတကယ်အမှုပညာသမားတစ်ယောက်နဲ့တူသောခိုင်မာတောင့်တင်းသည့်လူတစ်ယောက်မိမိလက်ရာကိုဖယားကဖန်တီးပေးထားသည့်အရာဟုမယူဆပဲဘဝ၏အခြားသောအတတ်ပညာကဲ့သို့စိတ်ဝင်စားစရာကောင်း၏လိုအပ်သောအတတ်ပညာတစ်ခုဟုယူဆသူတစ်ယောက်ဟုရေးခဲ့သည်တို့ချင်းဒီဆိုဗီယက်ယူနီယံစာပေလောကတွင်လက်ဝဲအမှုပညာဝါဒခေတ်စားခြင်းဒီဇာမှုဝါဒခေတ်စားခြင်းကြပြာကိုအဆုံးသက်ရန်အတွက်ကြပြာရေးခြင်းခေတ်ကာလဖြစ်ပါသည် နောက်ပိုင်းတွင်မာယာကော့စကီနှင့်အနုပညာတို့ခြေကွဲဖွယ်လမ်းခွဲကြပုံကိုကျွန်တော်ရေးပါဦးမည်။တွေ့ရရင်လေးကားမှနောက်ဆုံးအချိန်ထိဆွေးမြဲစွာရက်သွားခဲ့ပါသည်။သူတွင်အန်အော့ဖွယ်ကောင်းသောတန်မာတိချစ်တော်များရှိပြီးကောင်းမွန်တည်ကြည်သောစိတ်ဓာတ်ရှိသူဖြစ်ပါသည်။ကျွန်တော်ဘဝတွင်အပြည့်အဝပုံမှန်ချဖို့ကြုံလာသည့်အခါတိုင်းကျွန်တော်ဒီလေးကားထံရောက်သွားတတ်ပါသည်။သူပါရီရင်မရှိလင်လဲသူအကြောင်းကိုကျွန်တော်တည်ရလိုက်ပါသည်။သူ ਈ ဆွာတတိတော်သည်အခြားသူများအသက်ရှင်နေနိုင်ရန်များစွာအထောက်အကူပြုပါသည်။လေကားကိုနှိမ့်ချပြောဆိုသည့် အနုပညာရေးဗန်ဒိတ်များဟုမိုင်ယာကော့စကီကပြောသူများမှာဘသူတွေကိုရည်ရွယ်ပြောသည်ဟုကျွန်တော်မသိပါသူသည်အခြားသောရိုတွန်ပေါ်ရာများနဲ့မတူသူပကြီးဆရာဖြစ်စာကလေးကသူပကြီးကားများကိုဝယ်သူတွေများကြီးရှိပါသည်1932ခုနှစ်တွင်သူသည်ပကြီးရောင်းဆိုင်ရှင်တို့နှင့်ကန်ထရက်စာချုပ်ပင်ချုပ်ရည်ပြီးနေလေပြီအနုပညာတဲ့တယောက်နေဖြင့်သူတွင်လည်းအတွင်ပฏิပခများရှိပါသည်တို့ရရင်သူပฏิပခများမှာမော်ဒီလီယာနီနဲ့ဆိုဒိန်းတို့၏ပฏิပခများနဲ့မတူပါ တွေးပကြီးကားများကိုအပြော်နဲ့ပကြီးကားစုဆောင်သူများကဝယ်ကြခြင်းဖြစ်ပါသည်။တို့ရရင်လေးကားသည့်နေရန်စေးပကြီးများနှင့်ကျွေစီအတက်ပညာပိတုကတဦးနှင့်အလုတ်တူတူလို့ရေးလူတိုင်းအတွက်အမှုပညာစသည်တို့ကိုအိမ်မက်မက်နေသူဖြစ်ပါသည်။လာကောဗုဇိပိတုကတဲ့ရုရှားလက်ဝဲအမှုပညာဂိုင်းတို့မပေါ်မီပိုဝေတနီတဲကဘင်းလင်းလေးကားသည့်အမှုပညာနှင့်ဆက်မှုတက်ဆင်ရေးတို့တခုနဲ့တခုဆက်ဆက်နေပုံကိုပြောခဲ့ပြီးဖြစ်ပါသည်။တို့ရရင်ရုရှားလက်ဝဲအမှုပညာဂိုင်းနဲ့လေးကားတို့မတူသည့်အချက်တစ်ချက်တော့ရှိပါသည်။ လေကကအနုပညာကြီးတေးကြလွတ်လပ်မှုကိုယုံကြည်ပါသည်တောင်ကွာ22ခုနှစ်တုန်းကစာရေးသူတယောက်ဤမေကွန်းကိုရီမန်းချက်ချာနေတွင်သူပြန်ကြားခဲ့ပူပါသည်ညံ့တဲ့အနုပညာသည်တယောက်ဟာပစ္စည်းကိုပုံတူကူးချတယ်အတုခိုးတယ်တော်တဲ့အနုပညာတဲကတော့အဲ့ဒီပစ္စည်းကိုကိုးစားပြုတယ်သူနဲ့ထက်တူညီတူညီမျှအခြေအနေကိုရောက်သွားတယ်ကျွန်တော်ကပကြီးဆရာတယောက်သာဖြစ်တယ်ဒီတော့ဘင်းကြီးအပြားလိုက်မျက်နှာပြင်ပေါ်မှာသုံးဖက်ရုပ်ကြွပုံတံတန်းကိုကိုးစားပြုအောင်ရေးဖို့စ조사တာဟာအတိတ်ပဲမဲ့တာပဲဖြစ်လိမ့်မယ် ဒါကြောင့်ရုံလုံးကြွတွေကိုကျွန်တော်မဆွဲတော့ဘူးခဲတံကိုပဲကောက်ကင်လိုက်တော့တယ်သူကပြောခဲ့တယ်1922ခုနှစ်တွင်ကျွန်တော်ဒီတို့တန်ရွေလျားနေစေဆိုသည့်စောင်းတုပ်ကိုရေးခဲ့သည်စယန်တရားများဆက်မှုပြီးသူကပညာတိချောက်မှုများကိုချီးကျူးရေးထားသည့်စာအုပ်ဖြစ်ပါသည်လေကကအဖုံးကိုဆွဲပေးပါသည်ယခုကျွန်တော်ပြန်ဖတ်သည့်အခါတွင်စာအုပ်ထဲတွင်ပါသည့်အကြောင်းအရာတော်တော်များများသည်အတိတ်ပဲကင်းမဲ့ခြင်းမဟုတ်သည့်တိုင်ရည်စရာကောင်းနေပါသည်ကျွန်တော်ဘဝတွင်ကျွန်တော်ဒီချိန်ဖန်များစွာဥတီချက်ပြောက်သွားတာ ဟိုးဆန်းဆန်းဒီဆန်းဆန်းဖြင့်ရောင်ဝါဖြစ်ခဲ့ဘူးပါသည်တံခွတ်39ခုနှစ်တွင်ဆွဲသည့်သူ့ပကြီးကားများသည်သူ့စောစောပိုင်းလက်ရာတစ်ခုမြသာမဟုတ်ပါသူ့နောက်ဆုံးလက်ရာများနေလင်းအတူတူပင်ဖြစ်ပါသည်သူတွင်အပြန်ပဋိပက္ခရှိသည်ဆိုခြင်းမှာအခြားမဟုတ်ပါသူသည်တွားလျာဧကန်းဆောင်နေရများပေါ်တွင်ပကြီးနုပညာချစ်သူတို့ချိန်ဆွဲထားသည့်သူ့ပကြီးကားများကိုသာတွေ့ရပြီးသူ့တောင်းတသည့်အများပြည်သူဆိုင်ရာအဆောက်အအုံများတွင်သူ့ပကြီးကားများကိုမတွေ့ရခြင်းဖြစ်ပါသည်ခေပြန်လှပေးရသည့်ဆယံတရားနှင့်ဆက်ဆက်နေသည်ကိုလေကာကောင်းကောင်းသိပါသည် ယနေ့ခေတ်ပြိုင်မြင်းကြောင်းသည်အယောင်ထက်အရေးကြီးသည်ဟုသူပြောခဲ့ပါသည်ဆက်မှုရှိခင်းများကိုသူနှစ်သက်ပါသည်ရှေ့စပီးယားမှသည်ချာလီချစ်ပလင်အထိအနုပညာမှန်သမျှသည်စံကျင်ပန်းများဖြင့်သာအသက်ရှင်နေသည်ဟုသူပြောပူပါသည်လေကားဤနုညံ့တိမ်မွေ့မှုလင်္ကာဆန်မှုလူလောကကို Twitter ခင်မင်မှုတို့နဲ့သူအနုပညာကိုယုံကြည်ချက်တို့အကြောင်းတွင်ကြီးမားသည့်စံကျင်ချမ်းသာမှုရှိသည်ဟုကျွန်တော်ထင်ပါသည်သူ၏ကင်းမဲ့ရွက်ဖြစ်များပေါ်တွင်လူသားများသည့် robot ဆဲအများနှင့်တူနေတတ်ပါသည်တောရံတွင်လူကိုဆယ်နှစ်အဖြစ်ပြောင်းပြစ်လိုက်သော လူအဖွဲ့စီကိုသူမုံပါတယ်ပထမကဘာစစ်မဖြစ်မီဝေးလံလာတော့အတိတ်ကလေးကပင်လင်းလေးကားဒီကျွန်တော်ကိုဆိတ်ရှုပ်ရှုပ်ဖြင့်မေးဖူးပါတယ်ဘာဖြစ်လို့ပြတဲ့တွေကိုတောတော်နေရလဲခမရကပြားဆရာလူငယ်တရားလင်းရင်ပြန်တွင်အာခစားသမားတွေစက်ယုံတွေစက်ကတ်ထဲကဂျွန်မသမားတွေကိုတွားကြည့်ပါလားပြောဖူးပါတယ်သူဒီဒုခိပြင်းပြထက်တန်သောမြို့ချစ်တူဖြစ်ပါသည်သူဒီ20ရာစုခေတ်ကာလ၌မော်ဒန်အကြဆုံးသောအနုပညာတဲ့တူဟုဝေဖန်ရေးဆရာများခေါ်ခဲ့ကြပါသည်အီဂျီကိုကျွန်တော်မသိပါဘူး ကျွန်တော်အသက်ကြီးသွားသောကြောင့်လည်းဖြစ်ပါလိမ့်မည်။သို့မဟုတ်ပြောင်းပြန်ပြောရရင်ကျွန်တော်တို့ရာစုနှစ်ဒုတိယပိုင်းကာလသည်လေကားငယ်စဉ်ကာလများနဲ့မတူသောကြောင့်လည်းဖြစ်နိုင်ပါလိမ့်မည်။ဒါရင်ယနေ့အနုပညာရင်ကျွန်တော်ချစ်နေသောအရာမှာဆယ်ရည်ရများမဟုတ်ပါ။တပင်တပင်ကိုအခြားတပင်တပင်နဲ့မတူအောင်ခွဲခြားပေးနိုင်သည့်ထူးခြားသောပြန်လှုပ်၍မရသောအသက်ရှင်နေသောအရေးသေးတာဖြစ်ပါသည်။ဒါရင်ယခုကျွန်တော်ပြောနေဒီမှာကျွန်တော်ခေအကြောင်းမဟုတ်ပါပထမကဘာဆက်အကြောင်းကိုပြောနေခြင်းဖြစ်ပါသည်လေကသည်တိဆောက်ခြင်းသူဖြစ်ပါသည် တို့တန်အောင်သူ၏ရဲရင်မှုသူ၏အမှုပညာတို့ဖြင့်လေကသည့်အပေါ်ယံဟန်ဆောင်သောမှောက်မှားသောယာရုကိုဖျက်ဆီးပစ်ခဲ့ရ၌တရတအားပဝင်ကွညီခဲ့ပါသည်စိတ်ကူးရင်စကလုံးတွင်မပပါသူစိတ်အလိုဆန္ဒနှင့်အခွဲမခံပါစိတ်ပြပွဲကောင်းသောဆင်းရဲသားရက်ွက်များကိုဖြိုဖျက်ကာမြို့ကြီးတစ်မြို့ကိုပြန်လည်တီဆောက်ရန်တောင်းဝင်ပေးခံရသူဘိတုကတယောက်ကဲ့သို့တည်ငြိမ်စွာယုံကြည်မှုရှိစွာသူ့အလုပ်ကိုသူလုပ်သွားခဲ့ခြင်းဖြစ်ပါသည် အပိုင်း23ပြည်ပါပြီနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအခုလိုဆောင်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သားဖို့ဖိတ်ခေါ်ချင်ပါတယ်မကြမ်းခင်မှာအခန်း24ကိုဆက်လက်ဖတ်ပြပေးရမှာခင်ဗျာ